နေကန်တိုက်ပွဲမှာစခန်းပြန်ယူဖို့စစ်ကူလာရောက်တဲ့စစ်ကောမရှင်တပ်ဖွဲ့ဝင်တွေတိုက်ခိုက်ခံရပြီးချင်းကာကွယ်ရေးတပ်အရှူ CDF အရှူကစစ်ကောမရှင်တပ်ဖွဲ့ဝင်26ကိုအရှင်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။ CDF အရှူဟာပြီးခဲ့တဲ့စက်တင်ဘာလကနေအောက်တိုဘာလအထိစစ်ကောမရှင်ရဲ့မတရားတပ်ဖြင့်စစ်မှုထမ်းမှုစုဆောင်ခြင်းခံရတဲ့စစ်ကောမရှင်တပ်ဖွဲ့ဝင်26ဦးအရှင်ဖမ်းဆီးရမိခဲ့ပါတယ်။ဒါအပြင်နေကန်လန်တခြားနယ်မြေရှင်းလင်းရေးလှုပ်ဆောင်ခြင်း လက်နက်ငယ်လေးလက်နဲ့ခရမ်းများပြသိမ်းဆီးရမိခဲ့တယ်လို့ CDF အရှိုကဒီနေ့နိုဝင်ဘာ2ရက်နေ့မှာထုတ်ပြန်လာပါတယ်။ချင်းကောက်ခွဲတက်အရှိုဟာနိုင်ငံပြူဟာကုန်းကိုစစ်ကူလာရောက်တဲ့စစ်ကော်မရှင်စစ်ကြောင်းတွေကိုအခြားတော်လန်ရေးမဟာမိတ်တပ်တွေနဲ့ပူးပေါင်းပြီးကြားဖြတ်တိုက်ခိုက်တာနဲ့အတူခုခံထိုးစစ်ဆင်တိုက်ခိုက်မှုတွေပြုလုပ်နေတယ်လို့ CDF အရှိုစီကသိရပါတယ်။စစ်ကော်မရှင်ကနိုင်ငံစခန်းပြူဟာကုန်းမကျစေဖို့အတွက်ဒေချောင်းပြစ်ကူစစ်ကူတွေအဆက်မပြတ်ပေးမှုတွေကို CDF အရှူကအခြားတော်လှန်ရေးမဟာမိတ်တွေနဲ့အတူကိုကောင်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့လည်းသိရပါဗျ။နေကန်တိုက်ပွဲနှစ်လအတွင်း CDF အရှူကတပ်ဖွဲ့ဝင်2ဦးအသက်ပေးလူခဲ့ရပြီးခြေလက်အင်္ဂါဆုံးရှုံးသူ2ဦးအခြားထိခိုက်ဒဏ်ရာရရှိသူတပ်ဖွဲ့ဝင်9ဦးထိရှိခဲ့တယ်လို့သိရပါဗျ။လက်ရှိမှာစစ်ကောင်မရှင်ဟာနိုင်ငံပြူဟာကိုအင်အားပြည့်ပါစစ်ရင်နှန်းတွေနဲ့ချင်းလင်းစစ်ကြောင်းတွေကိုဇက်တိုက်ပို့ဆောင်နေတယ်လို့စစ်ရေးသတင်းရင်းမြစ်စီကသိရပါဗျ